အောင်မြင်အောင်ပံ့ပိုးပေးခဲ့တာကိုမထောက်ဘဲတယောက်တည်းကုံစာနေတဲ့သူကိုသတိပေးလိုက်တဲ့ထူအန်လွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီဘီချ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စကိုင်းကနေပြီးတော့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့အောင်မြင်အောင်ပံ့ပိုးပေးခဲ့တာကိုမထောက်ဘဲနဲ့တယောက်တည်းကုံစာနေတဲ့သူကိုသတိပေးလိုက်တဲ့ထူအန်လွင်ဆိုတဲ့အကြောင်းစကိုင်းဆယ်လီပရိသတ်တွေအတွက်တင်ဆက်ပေးသွားချင်တာဖြစ်ပါတယ် ထူးအလွင်က Miss Grand မြန်မာကိုလွှဲပြောင်းယူလိုက်တဲ့အချိန်ကလေးကနိုင်ငံတကာမှာတင့်တယ်အောင်စူးစမ်းနိုင်ခဲ့တာဖြစ်ပါတယ်။သူမွေးထုတ်ခဲ့တဲ့သမီးလေးရောက်ထဲမှာဆိုရင်တော့မီနီလေးဟင်က First Runner App ဆူရအောင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။အခုလိုရဖို့အတွက်လည်းနောက်ကွေရနေပြီးတော့ထူးအလွင်ကအများကြီးစူးစမ်းပေးခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့နီနီလေးဟင်ကထူးအလွင်ရဲ့ဂျေဆူရီကိုလည်းဂယူမဆိုင်သလိုတယောက်တည်းသာရက်တည်နေတာဖြစ်ပါတယ်။ဒါအပြင်ထူးအလွင်က Miss Grand မြန်မာပြိုင်ပွဲကိုလည်းဆက်မကင်တော့တဲ့အတွက်လိုင်းစင်ကိုလည်းမ 修罗哦。 မက်စကရမ်မြန်မာလိုင်းစဉ်ကိုပြန်အပ်လိုက်တဲ့အချိန်မှာနီနီလေးဟင်ကသူနဲ့မသက်ဆိုင်သလိုသာနေလိုက်တာဖြစ်ပါတယ်။ဒါအပြင်မက်စကရမ်မြန်မာလိုင်းစဉ်ကိုမရန်ဆိုင်တော်ကရေပြောင်းပြီးတော့ယူခဲ့တာဖြစ်ပါတယ်။မကြာခင်မှာမက်စကရမ်မြန်မာ2025ပြိုင်ပွဲကိုစတင်ကျင်းပတော့မှာဖြစ်တဲ့အတွက်ပြိုင်ပွဲကိုလာပြိုင်ဖို့လည်းဖိတ်ခေါ်လိုနေတာဖြစ်ပါတယ်။အခုလိုဖိတ်ခေါ်တဲ့အချိန်မှာသူတို့ page မှာနီနီလေးဟင်နဲ့ညင်ညာလာခဲ့တာဖြစ်ပါတယ်။နီနီလေးဟင်လိုအောင်မြင်ထမ်းမြတ်တဲ့အလှမဲ့တယောက်ဖြစ်ဖို့အတွက် ်ဖန်ပိုးပြီးမှဆိုပြီးတော့ကုန်စားနေခဲ့တာပါအခုလို page မှာကုန်စားနေတဲ့အပေါ်မှာသူအလွင်ကဒေါသထွက်ပြီးတော့ပြောဆိုလာခဲ့တာဖြစ်ပါတယ်နီနီလေးအိမ်အောင်မြင်ဖို့အတွက်သူအလွင်ကစ조사ထားခဲ့ရတာပါတနည်းပတ်လုံးနီနီလေးအိမ်ဆိုပြီးတော့ထမ်းမြတ်ဖို့ကိုပေးဆက်ခဲ့ရပါတယ်သူကိုရိုင်းစိုက်ပျိုးခဲ့ရတဲ့ဘန်လီတဝင်းကိုတခြားသူကဂျာရီကနေပြီးတော့အစင်သင့် ကုံစာနေတာမျိုးထွန်းလင်းကမကျေနပ်ပါဘူး။ဒါကြောင့်မို့လဲအောင်မြန်လုပ်ပြီးခဲ့တာမဟုတ်ပဲကုံစာနေတာမဆက်ဘူးလားဆိုပြီးတော့ထွန်းလင်းက ဆာရီရေးပြီးတော့တင်ခဲ့ရလဲဖြစ်ပါတယ်။အရှက်မရှိအိုင်ဒီယောက်ကကိုမင်းတို့အမွေထုတ်ပေးပြီးတော့ရွေးခဲ့တဲ့သူလား။ caption ကအောက်တန်းစားရီဆိုပြီးတော့ကျွဲလွင်ကတကယ်ကိုပြင်းပြင်းထန်ထန်ရေးသားထားတာဖြစ်ပါတယ်။ကျွဲလွင်က Miss Grand Myanmar license ကိုယူလိုက်တဲ့ Marin Sino နဲ့ပတ်သက်ပြီးတော့ဘာမှမတုံ့ပြန်ခဲ့ဘူးပါဘူး။ Marin Sino ရဲ့ post တွေမှာလည်း react ပေးပြီးတော့ကြည့်ပြူထားခဲ့တာပါ။ဒါပေမဲ့အခုလိုသူမွေထုတ်ပေးခဲ့တဲ့အလှမယ်နဲ့ဂုံစာပြီးတော့ကြော်ညာနေတာကိုမကြေနပ်တာကြောင့်ပြောဆိုလာတာလည်းဖြစ်ပါတယ်။ဒါအပြင်ကျွဲလွင် ွင်ကသူကိုယ်တိုင် Miss World မြန်မာ2025 Lion ကိုယူလိုက်တဲ့အချိန်မှလည်းဂျောင်းဝင်ပြီးတော့အကုန်စားရမျိုးမရှိပါဘူး Miss World မြန်မာ2024အလာမယ်နဲ့ပတ်သက်ပြီးကြော်ညာရမျိုးမလုပ်ဘဲနဲ့ ဒိန်းစုငိမ့်နဲ့တာအလမဲရီကိုစံပြပြီးတော့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ဒိန်းစုငိမ့်ကသူကိုယ်တိုင်ပံ့ပိုးပေးခဲ့တဲ့အလမဲဖြစ်တာအကြောင်းပါ။နီနီလင်းအင်ကတော့ထွန်းလွင်ဘက်မှာယက်တီတာမရှိဘဲမရန်ဆိုင်တော်ကိုသာအကောင်းဆုံးပံ့ပိုးပေးမှာပါ။မစ်ဂရန်ရဲ့ပဲခိုင်ရှင်ဖြစ်တဲ့ပပနဝက်ကိုနီနီလင်းအင်ကအရန်ကိုအားကိုးယုံကြည်တဲ့အတွက်အခုလက်ရှိမှာလဲမစ်ဂရန်မြန်မာ2025ပြိုင်ပွဲအတွက်အပြည့်ဝဝင်းရံပေးနေတာပါ။မစ်ဂရန်မြန်မာ2025ပြိုင်ပွဲကျင်းပတဲ့အချိန်ကြရင်လည်းနီနီလင်းအင်က သာတရဖူးကိုလွှဲပြောင်းပေးမဲ့အနေအထားမှာရှိနေပါတယ်။တကယ်ဆိုရင်နီနီလေးအိမ်က Miss Grand Myanmar 2023ရဲ့အလှမယ်ဖြစ်တယ်လို့ Baron Sign တော်နဲ့လည်းမသက်ဆိုင်ပါဘူး။ပရိသတ်ကြီးရောသူ့အလွယ်ပေါက်ကွဲနေတာကအမှန်ကန်တယ်လို့ထင်လားဆိုတာ comment လေးထဲမှာပြောပြပေးခဲ့ပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။